မင်္ဂလာပါ Radar Mathematics ကနေကြိုဆိုပါရစေ။ဒီကြေဒီနေ့ဘာအကြောင်းအရကိုဆွေးနွေးမလဲဆိုရင် Grade 12 Mathematics ရဲ့ Chapter 3 Analytical Solid Geometry သင်ခန်းစာရဲ့အပိုင်း7ကိုဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်။အပိုင်း7မှာဘာအကြောင်းအရကိုဆွေးနွေးမလဲဆိုရင် Plane Equation တွေကိုသုံးပြီးတော့ပုံစံလေးတွေဖြည့်ရှင်းတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီပုံစံလေးတွေစီသွားရအောင်။ အရင်ဆုံးတို့ဟာ dashboard ထဲက XML ပုံစံလေးကိုရှင်းဆွေးနွေးမှဖြစ်တယ် XML ကဘာပြောထားလဲဆိုတော့ find the equation of the plane containing a b and c a b c ဆိုတဲ့ point 3ခုပါဝင်သော plane ရဲ့ equation ကိုရှာပါဒါပဲသူ့ရဲ့ပုံစံရှင်းရှင်းလေးပဲရှာမှာက plane ရဲ့ equation ပေးထားတာကအဲ့ plane ပေါ်မှာရှိတဲ့ point 3ခုရဲ့ coordinate တွေပေးထားတယ်ဟုတ်ပြီ plane equation ရှာမယ်ဆိုတော့တို့ဟာ သူ့ရဲ့ formula လေးကိုရေးထားလိုက်မယ် ax by c z d ဆိုရက် plain equation လေးကိုတို့ရေးရမှာဖြစ်တယ်အဲ့ဒါကိုရေးမယ်ဆိုရင်တို့ခါတိုင်းလိုပဲ a b c d တွေရှားပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့တို့က a b c d တွေကိုရှားဖို့အတွက်ဒီ point 3ခုပါတဲ့ plain ပုံလေးကိုတို့ဆွဲမယ် ABC ဆိုတဲ့ point 3ခုပါတယ် plane လေးအဲ့ဒီမှာတို့က AB နဲ့ AC ကိုဆက်ပြီးတော့ဆက်လိုက်မယ်အဲ့ဒီခါမှာအဲ့ line နဲ့ line က A မှာဆုံမယ် အဲ့ဒီစုံတဲ့အမှတ်ကလေးကိုတို့ပါထားခဲ့လေ H1 Y1 01လို့ထားခဲ့မယ်ဟုတ်ပြီအဲ့တော့ဆိုတော့ဒီ ABC ဆိုတာကတို့ရှာရမယ် ABCD တွေမှာ ABCD ကဘာလို့ ABC ကဘာလို့ပြောတာလဲဆိုရင်အဲ့ဒီ plane မှာ down man ကျနေတဲ့ line ရဲ့ derived value ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆိုတော့ down man ကျနေတဲ့ line ကပုံစံမှာပါလားဆိုတော့မပါဘူး perpendicular line ကြောင့်ပါမမပါဘူးမပါရတဲ့ကြောင့်သူ့ကိုဒီ ABC ကိုဒီ line ကနေတော့ဘာဖြစ်မလဲရှာလို့ မရနိုင်ဘူးစဉ်းစားစရာမလိုတော့ဘူးဒီဘာပဲနေဘူးလားလိုင်းရနေရှာဖို့အဲ့တော့ဆိုသူ့ကိုတခြားဘယ်နီးနဲ့ရှာမလဲဆိုရင်တို့တိတာတဲ့ ABCD ကို ABC ကိုရှာတဲ့နီးဒီ L1 M1 N1 L2 M2 N2 တွေကို cross မြောက်ပြီးနှုတ်တာပေါ့နော်အဲ့တော့ဒီ L1 M1 N1 နေရာဘာလဲဆိုရင် plane mode က line ရဲ့ direct value တွေဖြစ်တယ်သူပေးထားတဲ့အမှတ်3ကိုသူက line နဲ့ line ဆက်လိုက်တယ်ကွာ AB ရဲ့ AC ရဲ့ဆိုပြီးဆက်လိုက်တယ် ဟုတ်ပြီအဲ့ဒီ line နဲ့ line ရဲ့ derivative value ကိုပြောတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆိုတို့က AB ရဲ့ derivative value AC ရဲ့ derivative value တွေကိုရှာမယ်ရှာဖို့အတွက်ဘာလို့လဲတို့ရဲ့ coordinate တွေသိရင်တို့ရှာလို့ရတာဖြစ်တယ်အဲ့တော့ပုံစံကဘာပေးထားလဲ coordinate တွေပေးထားတယ်ကဲဟုတ်ပြီအဲ့တော့ဆိုတို့ကအရင်ဆုံးဒီ derivative value တွေကိုရှာမယ် AB ရဲ့ derivative value AC ရဲ့ derivative value တွေရှာမယ်တို့ရောရပြီဆိုမှဒီ ABC တွေကို D တွေကိုရှာအောင်မှာဖြစ်တယ် ကဲဟုတ်ပြီအဲ့ဒါပုံစံပေးထားတဲ့ point 3ခုကိုအရင်ဆုံးကူရေးလိုက်မယ်ပြီးရင်ဒီ AB နဲ့ AC ဆက်ပြီးတော့ AB နဲ့ AC စုံတဲ့ A အမှတ်ကလေးကို H1 Y1 Z1 လို့ထားမယ်ပြီးရင် AB ရဲ့ derivative value ကိုရှာမယ်သူ့ရဲ့နာမည်ကို L1 M1 N1 လို့ခေါ်လိုက်မယ်ဟုတ်ပြီ AB ရဲ့ derivative value ကိုလိုချင်ရင်ဒီအနောက်က B ရဲ့ coordinate တွေကအရှေ့က A ရဲ့ coordinate တွေကိုတို့နှုတ်ပေးရမှာဖြစ်တယ် တော့3တဲက1ကိုနှုတ်မယ်6တဲက0ကိုနှုတ်မယ်4တဲက1ကိုနှုတ်မယ်ကဲဟုတ်ပြီနှုတ်လိုက်ရအောင်3တဲက1ကိုနှုတ်တော့2ရမယ်6တဲက0ကိုနှုတ်တော့6ရမယ်4တဲက1ကိုနှုတ်တော့3ရမယ်ဟုတ်ပြီအဲဆိုတော့နောက်တစ်ခုရှာမယ်နောက်တစ်ခုကဘာလဲ AC ရဲ့ derivative value AC ရဲ့ derivative value ကို L2 M2 N2 လို့နာမည်ပေးခဲ့မယ် ဟုတ်ပြီသူ့ရဲ့ drive နဲ့ပဲလူလိုချင်တော့အနောက်က C ရဲ့ coordinate ထဲကအရှေ့က A ရဲ့ coordinate ကိုနှုတ်ပြရမှာဖြစ်တယ်အဲ့တော့ C ရဲ့ coordinate negative 2တဲ့က1ကိုနှုတ်3တဲ့က0ကိုနှုတ်1တဲ့ကဒီ1ကိုနှုတ်ဟုတ်ပြီနှုတ်လိုက်ရအောင် negative 2တဲ့က1နှုတ်တော့ negative 3 3တဲ့က0နှုတ်တော့3ပဲရမယ်1နဲ့က1နှုတ်တော့0ဖြစ်မယ်။ကြည့်ဟုတ်ပြီအဲ့ဒါဆိုတော့ ABC တွေရဲ့ derived value တွေရပြီရပြီဆိုရင်တို့ဘာလုပ်မလဲ ABC ဆိုတော့တန်ဖိုးလေးတွေကိုရှာကြည့်မယ်ဟုတ်ပြီ AO ရှာမယ်ဆိုတော့ AO အရင်ဆုံးရှာမယ် AO ဘယ်လိုရှာမလဲ M1 N2 တွေက M2 N1 ကိုနှုတ်မယ်ဟုတ်ပြီ A က M1 M2 တွေက M2 N1 ကိုနှုတ်ရမယ်ဆိုတော့ဒီမှာ M1 N2 M2 N1 ဟုတ်ပြီအဲ့ဒါတော့ဒီ6နဲ့0နဲ့မြောက်တဲ့အထက်က33မြောက်တာကိုနှုတ်ရမှာဖြစ်တယ် အဲ့တော့ရှေ့က set set 0နဲ့မြောက်တာက0အနောက်က3 3မြောက်တာက9 0 minus 9ဆိုတော့ဗာလဲ negative 9ရဟုတ်ပြီနောက်တစ်ခါ b ကိုရှာရအောင် b ကကြတော့ဘယ်လိုရှာမလဲ n1 l2 တဲက n2 l1 ကိုနှုတ်အဲ့တော့ b ကိုလိုချင် n1 l2 minus n2 l1 n1 l2 အနှုတ် n2 l1 ဆိုတော့ မ N1 L2 3 negative 3မြောက်တဲ့ထဲက0နဲ့2မြောက်တာကိုနှုတ်မှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့အရှိရပါရမလဲ negative 9အနောက်က0 negative 9 minus 0ဆိုတော့ဘယ်လောက်ရမလဲ negative 9ပဲရမှာဖြစ်တယ်။ဟုတ်ပြီနောက်တစ်ခု C ကိုရှာကြရအောင် C ရ L1 M2 တဲ့က L2 M1 ကိုနှုတ်။ဟုတ်ပြီ L1 M2 တဲ့က L2 M1 ကိုနှုတ်မှာဆိုတော့ L1 m2 l1 m2 ရှေ့ရနှစ်ခု cross เนาะ l1 m2 တဲ့က l2 m1 ကိုနှုတ်မယ်အဲ့တော့2 3တဲ့က negative 3 6မြောက်တာကိုနှုတ်မယ်ဟုတ်ပြီ2 3မြောက်တာက6အနောက်က6 3 18ဆိုတော့အနုတ်18ဒီရှေ့ရအနုတ်နဲ့တွေ့တော့အပေါင်း18အဲ့တော့6 18ဆိုတော့24ရမယ်ဟုတ်ပြီအဲ့တော့ဆို ABC ရပြီဘာလို့သေးလဲ D ကိုရှာအောင်မယ် အဲ့တော့ D ကကြတော့ A is 1 plus B y 1 plus C z 1အဲ့တော့အစားအသွင်းကို A B C ရရပြီ A is 1 y 1 z 1ကတော့ဒီမှာတို့ A point ကို A is 1 y 1 z 1ထားထားတာမို့လို့ရပြီအဲ့တော့ D ကိုလည်းတို့တွက်လို့ရပြီ A B C တွေနေရာမှာတို့အခုရှာခဲ့တဲ့ဒီ A B C တန်ဖိုးတွေကိုထည့်မယ် A is 1 y 1 z 1နေရာမှာဒီ1 0 1တွေကိုတို့အစားထည့်လိုက်မယ် ဟုတ်ပြီထည့်လိုက်တော့အပြည့်ရပါရမယ်ဒီရှိက negative 9ဒီက0ဒီက24 negative 9 24ဆိုတော့15ညမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ a ရော b ရော c ရော d ရောလေးခုလုံးရပြီဆိုရင်တို့ဘာဖြစ်ပလဲ plane equation ကိုရေးလို့ရပါပြီဟုတ်ပြီ the equation of the plane is ဆိုပြီးတော့ ax by cz d အဲ့တော့ ax ဆို negative 9x negative 9y 24z 15ပေါ့အလိုရမှာဖြစ်ပါတယ် ဟုတ်ပြီအဲ့ဒါသူလိုချင်တဲ့ plain equation လေးကိုရပြီဖြစ်ပါတယ်။ဟုတ်ပြီဒီမှာ gain ၄ခုစလုံးက3နဲ့စားရင်တို့ပြတ်တယ်။အဲ့ဒါဆိုအရှင်းဆုံးပုံစံဖြစ်အောင်3လေးနဲ့စားပေးလိုက်မယ်။အဲ့ဒါဆို3နဲ့စားတော့ဒီက negative 3 negative 3 8ဒီက5ဆိုပြီးရမှာဖြစ်တယ်။ gain ဟုတ်ပြီဒါဆိုရင် point 3ခုကိုပေးထားပြီးတော့ plain မော်က point 3ခုကိုပေးထားပြီးတော့ equation plain equation ရှာတဲ့ပုံစံရမယ်လို့ထင်ပါတယ်။ ပလိန်ကိုရင်ရေးဖို့အတွက် ABCD တွေကိုရှာမယ် ABCD တွေကိုဘယ်ဟာရှာမလဲဆိုတော့ perpendicular line မသိတဲ့အတွက်ကြောင့်ဘယ်ဟာရှာမလဲဒီ plane မော်က line 1 line ရဲ့ directed value တွေကနေသူရှာမယ်အဲ့တော့ဆိုတော့အဲ့ line 1 line ရဲ့ directed value တွေကိုအရင်ရှာပြီးတော့မှ plane equation ရေးဖို့ ABCD တွေကိုသူရှာမယ် ABCD ရရင် plane equation မှာအစားသွင်းလိုက်မယ် equation လို့ပြောတဲ့အတွက်ကြောင့် x y z ကတော့ပါနေမှာပဲဖြစ်တယ် 3 dimension မှာ equation လို့ပြောရင် x y z ပါမယ်2 dimension မှာ equation လို့ပြောရင် x နဲ့ y ပါမှာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုဒီပုံစံလေးကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဒီပုံစံလေးကိုနားလည်သဘောပေါက်ပြီးတော့ကျန်းကျန်းကျင်ကျင်တွက်တက်ပြီးဆိုရင် exercise 4.3ရာ number 1 a နဲ့ b ကိုတွက်ကြည့်ပါလို့ပြောချင်ပါတယ်ဒီပုံစံနဲ့တပုံစံနဲ့ပဲဖြစ်ပါတယ် point 3ခုပေးထားပြီးတော့ plane equation ရှာတဲ့ပုံစံလေးပါအဲ့တော့ ဖြေလေးတွေကိုဒီမှာပေးထားခဲ့ပါမယ်အဲ့တော့ exercise 3.4ရဲ့ number 1လေးကိုကိုယ့်အတွက်ကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ပြီအဲ့တော့တို့နောက်တစ်ပုတ်သွားရအောင်နောက်တစ်ပုတ်က example 9 example 9ကပါပြောထားလဲဆိုရင် find the equation of the line ဒီကဘာလဲဆိုရင် line equation ရှာခိုင်းတာဘယ်လို line လဲဆိုတော့ that passes through the point အဲ့ line ကဒီ point လေးကိုဖြတ်သွားတယ် n ပြီးတော့ perpendicular to the plane ဒီ plane ကိုထောက်မှန်ကြဟုတ်ပြီအဲ့တော့တို့ရှာမှာ line equation အဲ့ဒီ line လေးဒီဒီ point ကိုဖြတ်ပြီးတော့ဒီ plane ကိုထောက်မှန်ကြဟုတ်ပြီနောက်ဗာပြောလဲဆိုတော့ find the point or intersection of the line and the given plane အဲ့တော့ပုံစံရှာ line နဲ့ line နဲ့ပြီးထားတဲ့ given plane တို့ရဲ့ intersection point ကိုလည်းရှာရမယ်ကဲဟုတ်ပြီနှစ်ခုရှာရမှာအရင်ဆုံးပထမတစ်ခုကိုအရင်စဉ်းစားမယ် line equation ကိုရှာမယ် line equation ရမယ်ဆိုတော့ဒီ line equation formula လေးကိုရေးလိုက်မယ်ဒါဒီ line ကြီးဘာ line လဲ plain မဟုတ်တောင်းပန်ကြနေတဲ့ line ဟုတ်ပြီအဲ့ line ရဲ့ equation က x minus x minus a y minus 1 y minus b z minus z y minus c ဟုတ်ပြီအဲ့မှာတို့က equation ရေးမယ်ဆိုရင် x y z ကတော့ပါနေမှာပဲဒါတွေစားထည့်ပေးရမလဲဆိုတော့ x1 y1 z1 x1 y1 z1 ကအဲ့ဒီ line ပေါ်က point တစ်ခုကိုရည်ညွှန်းတာဖြစ်တယ် ABC ဆိုတာကအဲ့ဒီ line ရဲ့ directed value တွေကိုရည်ညွှန်းတာဖြစ်တယ်။ဟုတ်ပြီအဲ့ဒါဆိုတော့ဒီ line ရဲ့ directed value တွေရှာမယ်သူ့ဘဝ point တစ်ခုကိုရှိလားမရှိလားစဉ်းစားတော့သူ့ဘဝ point တစ်ခုပုံစံပေးထားတယ်။အဲ့ဒါကိုတို့က x1 y1 လို့ထားလိုက်မယ်။အဲ့ဒါဆိုတို့ဘာရှာရမလဲ ABC ပဲရှာရတော့။ဟုတ်ပြီအဲ့တော့ line လေးနဲ့ plane လေးနဲ့တို့ပုံစံကြည့်ရအောင်။ဒီ line လေးဟာဒီ plane လေးကို perpendicular ဖြစ်တယ်။ plane ရဲ့ equation ကိုပုံစံပေးထားတယ်။ ီ line လေးอ่ะဒီ point လေးကိုဖြတ်သွားတယ် negative 1 3 2ဆိုတဲ့ point လေးကိုဖြတ်သွားတယ်ဟုတ်ပြီသူတို့နှစ်ခုက perpendicular ဖြစ်တယ်ဆိုတော့ဒီမှာစုံတဲ့အမှတ်ရှိမယ်အဲ့ဒီ perpendicular တောင်းမှန်ကြတဲ့အမှတ်စုံတဲ့အမှတ်ကလေးကို x y z လို့ထားလိုက်မယ်ဟုတ်ပြီတို့ကအဲ့ဒါဆိုအဓိကဒီ line equation ရေးဖို့ abc ကိုအခုအရင်ဆုံးရှာရမှာဖြစ်တယ်အဲ့ဒါဆို abc ဘယ်ရရမလဲဆိုတော့ ီ plane equation ရဲ့ x မြောက်ဖို့ဂိန် y ရဲ့မြောက်ဖို့ဂိန် z ကမြောက်ဖို့ဂိန်နေသည်ဘာလဲဆိုရင်သူ့ပုံ down man ကျနေတဲ့ line ရဲ့ derive တဲ့ value တွေဖြစ်တယ် a b c တန်ဖိုးတွေဖြစ်တယ် a r 3 b r negative 2 c r negative 1ဖြစ်တယ်ကဲဟုတ်ပြီအဲ့ဒါဒီ line လေးရဲ့ derive တဲ့ value ကိုဒီ plane equation ကနေရနိုင်တယ် negative 3 negative 2 negative 1ဆိုပြီးတော့တို့ရမှာဖြစ်တယ် အဲ့တော့ဆိုရင်တို့သူလိုချင်တဲ့ equation of the perpendicular line ကိုရေးလို့ရပြီ abc ဆိုတော့ဒီ derivative value တွေလည်းရပြီသူ့ပေါ်မှာရှိတဲ့ point တစ်ခု x1 y1 z1 ထားပြီးတော့တွက်လို့ရပြီဆိုတော့ဒီ plane equation ဒီ line ရဲ့ equation ကိုအစင်းနဲ့မဲ့ရေးလို့ရပါပြီကဲဟုတ်ပြီတော့ဒီသူ့အတိုင်းမဲ့ဒီပေးထားတဲ့ plane equation ကနေသူ့ပေါ် perpendicular ဖြစ်နေတဲ့ line ရဲ့ derivative value လေးကိုရှာမယ်ပုံစံပေးထားတဲ့ point လေးကို x1 y1 z1 ထားမယ် တော့ given plane ရဲ့ equation လေးခြာရေးလိုက်မယ်ပြီးရင်သူ့ပေါ်မှာသူ့ပေါ်တော့မှန်ကြနေလိုက်ရဲ့ directed value လေးဒီကနေရအဲ့ဒါကို abc လို့နာမည်ပေးလိုက်မယ် directed value 3 negative 2 negative 1ဆိုပြီးရမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခါဟိုပုံစာကဒီ line ရဲ့အပေါ်မှာရှိတဲ့ point လေးကိုပြီးထားတယ်အဲ့ဒါလေးကိုတို့က x1 y1 z1 လို့ထားလိုက် အဲ့ဒါဆို ABC သိပြီ H1 Y1 Z1 သိပြီဆိုရင်တို့ဒီ plane equation ကိုရေးလို့ရပါပြီအဲ့တော့ equation of perpendicular line to the plane သူရှာခိုင်းတဲ့ဒီ plane မို့တောင်းမှန်ကြနေတယ် perpendicular line လေးရဲ့ equation ဟာ is ဖြစ်ပါတယ်ဆိုပြီးတော့ H1 Y1 Z1 နေရာမှာဒါလေးထက် ABC နေရာမှာဒီကောင်းလေးထည့်လိုက်ရပါပြီ တော့ h1 က negative 1ဆိုတော့မဖြစ်မလဲ h minus 1ဆိုတော့ plus 1ဖြစ်သွားမယ် y1 က3ဆိုတော့ y minus y1 ဆိုတော့ y minus 3 z1 က2ဆိုတော့ z minus z1 ဆိုတော့ z minus 2အာက ABC တွေက3 negative 2 negative 1 3 negative 2 negative 1ဆိုပြီးတော့ထည့်လိုက်အဲ့ဒါဆိုတော့ပုံစံကမေးထားတဲ့ပထမဆုံး equation ပထမဆုံးမေးခွန်းတစ်ခုကိုဖြည့်ပြီးသွားပြီဖြစ်တယ် find the equation of the line ဆိုတာဒီမှာရသွားပြီဖြစ်ပါတယ် ဟုတ်ပြီအဲ့တော့ဆိုတော့နောက်ထပ်သူကအဲ့ဒီ line နဲ့ဒီ plane ရဲ့ intersection point အဲ့ intersection point လေးကိုသူကဘာထားမလဲဆိုရင် x y z လို့ထားထားတယ်ဟုတ်ပြီဒီ x y z ကလေးဒီ intersection point ဖြစ်တဲ့အတွက်ကြောင့် line ပေါ်မှာလည်းရှိမယ် plane ပေါ်မှာလည်းရှိမယ် line ရဲ့ equation ကိုလည်းပြည့်လဲတယ်သူက plane ရဲ့ equation ကိုလည်းပြည့်လဲမှာဖြစ်တယ်ဒါမဲ့သူကဘာလဲသူ့ရဲ့ coordinate ကဘာလဲဆိုတော့သူကအခုမသိသေးဘူးရှာမှာဖြစ်တယ်ရှာမှာဆိုတော့ ဒီ point လေးဒီ line ပေါ်မှာရှိတဲ့အတွက်ကြောင့်ဒီ line ရဲ့ equation ကိုတော့ဘာဖြစ်မလဲပြည်လည်မယ်ပြည်လည်မယ်ပြီးပြီးတော့အဲ့ဒါဆိုဒီ xyz တွေဒီဒီရရှိတဲ့ xyz တွေဒီ line ရဲ့ line ရဲ့ equation မှာပါတဲ့ xyz တွေဒီဒီ line တစ်လျှောက်မှာရှိတဲ့ point တွေကိုကုစားပြုတာဖြစ်တယ်အဲ့ဒါဆိုသူဒီဒီ point လေးကိုလည်းကုစားပြုတယ်ဟုတ်ပြီအဲ့ဒါဆိုဒီ point လေးကိုလည်းကုစားပြုတယ်ဆိုတော့ဒီ point ရဲ့ xyz တန်မိုးတွေကိုတို့ဒီကနေယူပြီးတော့ရှင်းလို့ရတယ် ဟုတ်ပြီရေးမယ်ဆိုတော့ဒီ ratio တွေဒီဘာနဲ့ညီတာလဲဆိုရင် parameter နဲ့ညီတာဖြစ်တယ်။တို့ကအဲ့ဒါဆိုဒီ x y z အတွဲဒီ sum max ကလေးမှရှိနေတဲ့ဒီ x y z နဲ့သက်ဆိုင်တဲ့ parameter လေးကိုတို့က k လို့ထားလိုက်မယ်။ k လို့ထားလိုက်တော့ဒီ ratio တွေကဘာနဲ့ညီသွားမလဲ k နဲ့ညီမယ်။အဲ့ဒါဆိုရင်တစ်ခုချင်းစီကိုတို့ k လေးနဲ့ညီပြီးတော့ x y z တွေကိုတွက်ထုတ်လိုက်မယ်။ အဲ့သူနဲ့ k နဲ့ညီလိုက်တော့ x ကိုလို့ကြည့်ရင်3သွားမြောက်တော့ 3k ပြီးရင်1နှုတ်မယ်ဆိုတော့ 3k 1ဟုတ်ပြီသူနဲ့ k နဲ့ညီလိုက်တော့ y ရောလို့ခြင်းတော့ -2k 3ရမယ်သူနဲ့ k နဲ့ညီရော z ကိုလို့ခြင်းတော့ -k 2ဆိုပြီးရမှာဖြစ်တယ်အဲ့ဒါဆိုရင်ဒီ x y z ကိုတို့ကလို့ခြင်းတာရတော့ရပြီဒါမဲ့ဘာကြီးပါနေလဲသူ့ရဲ့ parameter k တန်မိုးတွေပါနေတယ်ဒါလေးကိုတို့ကမသိသေးဘူးသူနဲ့သက်ဆိုင်တဲ့ parameter တန်မိုးလေးကိုသိမှာ ဒီထဲမှာအစာသွင်းလိုက်ရင်ဒီ point ကိုရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဒါဆိုတော့သူက equation တစ်ချောင်းရေးရမှာပေါ့ဒီ k လေးကိုရှာဖို့အတွက်ဟုတ်ပြီ equation ကဘယ်လိုရေးမလဲဆိုတော့ဒီ x y z ဆိုတော့ point လေးဒီဒီ plane ပေါ်မှာလည်းရှိနေတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့သူဒီဒီ plane ရဲ့ equation ကိုလည်းပြေးလဲမယ်။ပြေးလဲမယ်ဆိုတော့ဒီ plane ရဲ့ x y z နေရာမှာသူ့ရဲ့ coordinate တွေဘယ်လိုပါပြောလဲအစားသွင်းနိုင်တယ်။ဟုတ်ပြီအဲ့ဒါလေးကိုရေးလိုက်မယ်။ sinks x y x y and z are on the plane ဒီ x y z ဆိုတဲ့ coordinate ကလေးတွေက plane ပေါ်မှာရှိတယ်အဲဒါကြောင့်မလို့ plane equation ရဲ့ x y z နေရာမှာဒီ x tan y tan z tan လေးတွေကိုတို့အစားသွင်းလိုက်မယ်အစားသွင်းလို့ရတယ်ပြည်လေတယ် plane ပေါ်မှာရှိတဲ့အတွက်ကြောင့်ကဲအဲ့ဒါကိုဒီကဒီကောင်းလေးတွေဝင်လေးတွေဝင်မြောက်မြောက်မြောက်ပြီးတော့ k ပါတဲ့ tan လေးတွေအားလုံးတစုတစည်းတည်းရှင်းလိုက်မယ်ခေမပါတဲ့ constant tan တွေတစုတစည်းတည်းရှင်းလိုက်မယ် အဲ့တော့ဆိုတော့ဒီတိုင်းလေးရမယ်။ဟုတ်ပြီပြီးတော့သူက KO ဆက်ရှာမှာဆိုတော့ဒီ11ကိုပျောက်သွားအောင်ဒီဘက်မှာ11ပေါင်းလိုက်မယ်။အဲ့ဒါဆိုနှစ်ဖက်စလုံးကို11ပေါင်းပေးရမယ်။ပေါင်းလိုက်တော့ဒီဘက်က14ရမယ်။ဒီဘက်က 14K ကျင်းမယ်။ဟုတ်ပြီအဲ့တော့ KO ဆက်လို့ကျင်းအောင်ဆိုတော့အဲ့ဒီ14ကိုပျောက်သွားအောင်14နဲ့စပေးမယ်။အဲ့တော့နှစ်ဖက်စလုံးကို14နဲ့စတော့ဒီဘက်က1ဒီဘက်က K ရမယ်။အဲ့တော့ K ဘယ်တူ1 ဟုတ်ပြီအဲ့တော့ဆိုတော့ဒီ point လေးနဲ့သက်ဆိုင်တဲ့ corresponding parameter လေးက1ရတယ်အဲ့တော့ဆိုရင်အဲ့ point ရဲ့ x coordinate y coordinate z coordinate ဒီမှာ k တန်မိုးလေးကို1အစားသွင်းလိုက်ရင်ဒီ point လေးကိုရလာမှာဖြစ်တယ်ကြည့်အဲ့တော့ဒီအစားသွင်းလိုက်မယ်ဟုတ်ပြီ x y z တည်းရဲ့ k နေရာတွေမှာ1နေလိုက်ထည့်လိုက်မယ်ထည့်လိုက်တော့2 1 1ဆိုပြီးရမယ် အဲ့ဒါဆိုရင်သူလိုချင်တဲ့ intersection point ညီ2ဝင်ဝင်ဖြစ်ပါတယ်ဆိုပြီးရေးလိုက်ရုံပါပဲ the point of intersection of the line and the given plane သူ့အတိုင်းပဲရေးလိုက်ပြီးရင် is ဆိုပြီးတော့2ဝင်ဝင်ပေါ့ equal to 2ဝင်ဝင်ဘယ်လိုရေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီပုံစံလေးကိုနားလည်မယ်လို့ထင်ပါတယ်သူမေးထားတဲ့ဟာနှစ်ခု equation of perpendicular line တရားရဲ့ point of intersection တော့ပု္ပ္ပာမေးထားတဲ့မေးခွန်းနှစ်ခုလုံးရသွားပါပြီဟုတ်ပြီအဲ့တော့ဒီပု္ပ္ပာလေးကိုနားလည်အောင်နားထောင်ပြန်တွက်ပြီးရင်သူနဲ့ဆင်တူသူနဲ့ဆင်တူမဟုတ်လုံးဝတူတယ်ဒီကိန်းလေးတွေပဲကိန်းကနန်းလေးတွေပဲပြောင်းထားတာဖြစ်တယ် exercise 4.3ရဲ့ number 2လေးကိုတွေ့ကြည့်ပါလို့ပြောချင်ပါတယ်သူ့ရဲ့ intersection point လေးက11 negative 3ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တို့နောက်တစ်ပုဒ်ကိုသွားမယ် နောက်တစ်ပုဒ်က example 10ကိုဒီလိုတွက်မှာဖြစ်တယ် example 10ကဘာပြောထားလဲဆိုတော့ find the equation of the plane plane ရဲ့ equation ကိုရှာခိုင်းတယ်ဟုတ်ပြီအဲ့ plane ကဘယ်လို plane လဲ containing the point plane ပေါ်မှာဒီ point လေးပါတယ်အဲ့ plane ပေါ်မှာ point นี่အများကြီးရှိတယ်ပေါ့နော်အဲ့ဒါကသူကဒီ point လေးတစ်ခုကိုတည်တယ် and ပြီးတော့ parallel to the plane နောက်ထပ် plane တစ်ခုကိုသူကဘာဖြစ်လဲပြိုင်နေတယ်တဲ့အဲ့ plane အဲ့ဆိုဒီပုံစံမှာ plane နှစ်ခုဒီမှာဒီ plane က equation ရှာပြရမယ်နောက် plane က equation ပေးထားတယ် ဟုတ်ပြီအဲ့တော့ဆိုတော့တို့က plane equation ရေးမှာဆိုတော့ plane equation ရဲ့ formula လေးကိုအရင်ဆုံးခြာရေးထား ax + by + cz = d အဲ့တော့ ABCD တွေတို့ရှာမယ်အဲ့တော့ ABCD တွေရှာဖို့စဉ်းစားမယ်စဉ်းစားမယ်ဆိုတော့ plane တစ်ခုပြိုင်နေတာလေးကိုအရင်ဆုံးပုံဆွဲလိုက်မယ်ဟုတ်ပြီ plane တစ်ခုကပြိုင်နေတယ်ဒီ plane ပေါ်မှာ negative 1 3 2ဆိုတဲ့ point လေးရှိတယ်ဟောနောက် plane ရကြတော့သူကဘာပေးထားလဲ equation ပေးထားတယ် ဟုတ်ပြီဒီ plane ရ equation သိရဆိုရင်အဲ့ plane ရဲ့ဒီ x y z မြောက်ဖော်ခင်းနေရဘာလဲဆိုတော့ abc တန်မိုးတွေဖြစ်တယ် abc ဆိုတာကဘာလဲဆိုရင်အဲ့ဒီ plane မုံဒေါင်းမှန်ကျဆွဲထားတဲ့ line ရဲ့ directed value ဖြစ်မယ်ဟုတ်ပြီအဲ့ဆိုဒီ plane မုံဒေါင်းမှန်ကျတဲ့ line လေးတစ် line တို့ဆွဲလိုက်မယ်ဟုတ်ပြီအဲ့ line လေးရဲ့ directed value တွေက3 -2 -3 ဆိုပြီးတော့ရမှာဖြစ်တယ်ဒီ plane equation ကနေရလာမယ်ဟုတ်ပြီအဲ့တော့ဆိုတော့ ဒီ line လေးဒီဒီ plain mode တောင်းမှန်ကြရင်သူနဲ့ပြိုင်နေတဲ့ဒီ plain mode ကိုလည်းဗာပြမှာပဲလေတောင်းမှန်ကြမှာပဲဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့တောင်းမှန်ကြမှာပဲဖြစ်တယ်ဆိုတော့ဒီ plain ရဲ့ equation ကိုတို့ကဒီ abc တွေကို ယူပြီးတော့ရေးလို့မရဘူးလားရေးလို့ရတယ်ဟုတ်ပြီအဲ့ဒါဆို abc ကရပြီအဲ့ဒါဘာပဲလို့တော့လေ d ကိုရှာဖို့ပဲလို့တော့တယ်ကဲဟုတ်ပြီအဲ့တော့ပုံစံလေးကို given plain လေးကိုခြာရေးပြီးတော့ derived value လေးရေးလိုက် ပလိမ်မော်ကိုတောင်းမှန်ကြနေတဲ့ line ရဲ့ directed value directed value ဆိုပါပနီကူလာ line to the plane နာမည်ကို abc လို့ခေါ်မယ်ဒီကနေပါရမလဲ3 negative 2 negative 3ဆိုပြီးရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုတော့တို့က abc ရပြီ do ရမယ် do ရမယ်ဆိုတော့ဒီမှာလဲဘာတွေပါလဲ abc ပါမယ် h1 y1 7ပါ abc ရတိပြီအဲ့တော့ဘာပဲလို့လဲဒီ abc ဘာလို့တိလဲဆိုတော့ဒီ abc ဒီ plane တစ်ခုစလုံးမဟုတ်တော့မှန်ကြတာမို့လို့ ဒီ plain equation ရေးတဲ့အခါမှာလည်း dA b c ကိုပဲသုံးရမှာဖြစ်တယ်အဲကြောင့် abc ရပြီလို့ပြောတာအဲဆို x 1 1 7 1ဆိုတာကအဲ့ plain ပေါ်က point တစ်ခုအခုဒီမှာ point တစ်ခုပုံစံပါပဲလေပေးထားတယ်အဲ့ဒါကိုသူက x 1 1 7 1ထားလိုက်မယ်ထားပြီးရင် d ကိုရေးလို့ရပါပြီအဲ့တော့ abc နေရာမှာ3 negative 2 3တွေထက် is 1 1 7နေရာမှာ negative 1 32ထက် negative 1 32ထက်ရှင်းလိုက်ပါဒီတန်မှုက negative 15ဆိုပြီးရမှာဖြစ်တယ် ဲ့တော့ဆိုတော့ ABC ရပြီ D ရပြီအဲ့ဒါဆိုဘာလုပ်မလဲ plain equation ကိုဒုချရည်လို့ရပြီ The equation of required plain is a နေရာမှာ3 3x negative 2y negative 3z equal to negative 15ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကပုံစံတစ်ခုပေါ့နော်ဟုတ်ပြီနောက်ထပ်ဒီ test ထဲကတွေ့ထားတဲ့ပုံစံလေးကကြတော့တို့ D ကိုရှာတဲ့ပုံစံလေးကမတူဘူးပေါ့နော် သူကကြတော့ဘလို့တွက်ထားလဲဆိုတော့ဒီ ABC ဆိုရက်ဒီ derived value လေးတည်ဒီ line လေးရဲ့ derived value ဖြစ်တယ်အဲ့ဒီ line ကဒီတို့ login နဲ့ require plane ကိုလည်းတောင်းပန်ကြတာမို့လို့အဲ့ဒီ ABC တန်ဖိုးတွေကိုသူက require plane ရဲ့ equation မှာပြန်ရေးလိုက်လို့ရတယ် equation require plane ရဲ့ equation ရေးတဲ့အခါမှာဒီ ABC တန်ဖိုးတွေပဲသူကသုံးပြီးရေးရမှာအဲ့တော့ရေးလိုက်မယ် a နေရာမှာ3 b နေရာမှာ -2 c နေရာမှာ negative 3ထည့်လိုက်တော့ 3x 2y 3z d ဆိုပြီးတော့ရေးရမှာတော့ဆို d ကမတည်သေးဘူး d ကမတည်သေးဘူးဆိုတော့ဘာလုပ်မလဲဒီ equation အစားဆုံးရဖို့ဒီ d လေးကိုရှာပြီးပြန်ထည့်ပြရအဲ့တော့ဆိုတော့တို့ d ကိုရှာမှာဖြစ်တယ် d ကိုရှာမယ်ဆိုတော့မတည်ခင်တစ်လုံးရှာရင်တို့က equation တစ်ချောင်းကရေးပြရဟောဘယ်လိုရေးမလဲဆိုတော့ဒီ negative 1 3 2ဆိုတဲ့ point လေးဟာအဲ့ဒီတို့ဒီ plane ပေါ်မှာရှိနေတဲ့ point မဟုတ်ဘူးလား အဲ့တော့ဒီ plane ပေါ်မှာရှိနေတဲ့ point ဖြစ်တဲ့အတွက်ကြောင့်သူဒီဒီ plane equation ကိုဘာဖြစ်မလဲပြေးလဲမယ်ပြေးလဲမယ်ဆိုတော့ဒီ plane ရဲ့ xyz တိနေရာမှာအဲ့ဒီ point လေးကိုဘာလုပ်မလဲအစားသွင်းလို့ရတယ်ကဲအဲ့ဒါဆိုတော့သူကအစားလေးရေးပြီးအစားသွင်းလိုက်မယ် the point -132 is on this plane ဒီ point လေးဟာဒီ plane ပေါ်မှာရှိရဲဆိုထို့ကြောင့် xyz နေရာမှာ သူ့ကိုထည့်မယ် -132 -132 ထည့်လိုက်အဲ့တော့ရှင်းလိုက်တော့ ဒီ demo လေးက negative 15ဆိုပြီးတော့ထွက်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တို့က abc လဲအပေါ်မှာရှာထားတဲ့အတိုင်းအတူတူပဲတည်ပြီး d လဲရပြီဆိုတော့ equation ကိုခြာရေးလိုက်အောင်ပါပဲဟုတ်ပြီဒီနှစ်ခုကအတူတူပဲဘယ်နေရာအတူလဲဆိုအပေါ်က drive level လို့ရှာထားတယ်အတူတူပဲဒီဒီအတူတူပဲအလဲကဒီ d demo ရှာတာလေးပဲဒါလေးနဲ့ဒါလေးပဲပြောင်းသွားတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီဟာကဒီကောင်ကလဲပါလဲဆိုတော့ ပုံစံရဲ့ concept လေးကိုတည်အောင်စဉ်းစားပြီးတော့တွက်တဲ့ပုံနည်းလေးဖြစ်တယ်။ point တစ်ခုက plane ပေါ်မှာရှိတယ်ဆိုရင်အဲ plane ရဲ့ equation ကိုပြည်လည်တယ်ဆိုတာကိုအသုံးချတာဖြစ်တယ်။ဒီဟာကတော့ view ရှင်းရှင်းပဲ DO လိုချင်ရင် ABC နဲ့ H1 1 1 7တည်ရင်တွက်လို့ရတယ်။ဟုတ်ပြီအဲ့တော့ D damn မိုးရှာတာဒီမှာတနည်းဒီမှာတနည်းပေါ့နှစ်နည်းသုံးထားတယ်။အပေါ်က ABC ကအတူတူပဲဖြစ်တယ်။အောက်က equation ကလည်းအတူတူပဲဖြစ်တယ်။ဟုတ်ပြီဒီပုံစံလေးကလည်း ခက်ခဲရင်းတော့မရှိပါဘူးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဒီပုံစံလေးကိုနားလည်သဘောပေါက်မှန်မှန်ကန်ကန်တွက်တက်ပြီးဆိုရင်သူနဲ့လုံးဝဆင်တူတဲ့ exercise 4.3ကနံပါတ်3ပုံစံလေးကိုတွက်ကြည့်ပါအဖြေရထားရပါတယ် plain equation လေးရဟုတ်ပြီအဲ့တော့ဒီနေ့ကတော့တွက်သွားတဲ့ example 8 9 10ပုံစံ3မျိုးအဲ့တော့ exercise မှာလည်းအဲ့ဒီပုံစံ3မျိုးပဲမို့လို့ exercise ကပုံစံတွေကိုမတွက်ပြီးတော့ပါဘူးအဲ့တော့ ပုံစံလုံးကတူတယ်နည်းနည်းလေးမှကွဲလွဲမှုမရှိတဲ့အတွက်ကြောင့်မတွေ့ပြတော့ဘူးเนาะအဲ့ဒါဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်เนาะ